့ scalping trade လို့ရှိရင်ပေါ့ကျွန်တော်တို့ trade တဲ့ခါမှာ scalping trade လေ order ခဏခဏ online trade လုပ်ပြီး trade လို့ရှိရင်ကျွန်တော်တို့ကဘာ AI တက်တက်လေးဆွဲခါမှာကျွန်တော်အဲ့ video ကျွန်တော်ဟိုးကျွန်တော်ပတ်တရားကသွားတော့ကျွန်တော်ခါရွက်ခဲ့ပြီပေါ့တချို့ကလာတော့လက်မခံဘူးလူမျိုးလေးဆိုတော့အာဒီ step ကတော့ scalping trade တွေဒါပေမဲ့အဲ့ပုံမှာမြတ်သွားတယ်အဲ့ပုံမှာထုတ်တယ်ဘာမှတက်တက်လာမရှိဘူးလို့ကျွန်တော်ထင်နေပေါ့နော်တကယ်တော့အာဒီကျွန်တော်တိထားတာ scalping လို့ day trade လောက်လောက်ပဲကျွန်တော်တိထားတာညာကျွန်တော်ပုံမှန် market မြန်မာနိုင်ငံမြန်မာ market ပြည်မှာလောက်ပဲတိထားတာ တကယ်တော့ကျွန်တော်အဲ့နောက်မကွေမှာကျွန်တော်တို့က EA ရေဘော့တွေနဲ့ run လာရှိနေလားအဲ့အဲ့ဒီ run လာရှိတဲ့ခါမှာကျွန်တော်ဒီ broker ဘက်ကကျွန်တော် scalping trade တွေ trader တွေဆိုရင်ဒီတရားကိုလေးကိုသူက check check လုပ်တယ်ပေါ့နော် check in လုပ်တယ်ဥပမာဆိုကျွန်တော်ပုံမှန်ပြပေးထားမယ်ကျွန်တော် client တယောက်ဆိုရင်ကျွန်တော်ဒီမနက်ခင်းကမနက်ခင်းတကင်းလေးကိုအာ0.5 loan နဲ့ကျွန်တော်တို့ဒီအကြောင်းရင်မရှိဘူးတော့80နဲ့80ကျမှ trade ထားမှရှိတယ်အဲ့ခါမှာ client ကျွန်တော် trader ပေါ့မြတ်သွားတယ်မြတ်သွားတဲ့ခါမှာကျွန်တော်ပုံမှန်ဆိုရင်အာထုတ်ပေးနေ client ကိုလည်းကျွန်တော်တကယ်တည်းထုတ်ပေးခဲ့တယ်။အဲ့ထုတ်ပေးခဲ့တယ်ဆိုပေမဲ့ကျွန်တော်တို့နောက်ပိုင်းမှာကျွန်တော်ဒီ process run နေလေကျွန်တော် backup ပေါ့နော်ကျွန်တော် company back က process run နေရတယ်ဒီမှာကျွန်တော်တခြားလေးကို decision ချရတယ်ဒီဟာစီ EE ဘောနဲ့ run လာတာဒါမှမဟုတ် client ကဒီ trader ကသူ့ရဲ့ officially သူ့ရဲ့ဒီစိတ်နဲ့ပဲ trade ထားတာလားဆိုတာလေးကိုကျွန်တော်ကအရှုပ်ရှင်းမှုရှင်းပြီးမှသာလဲသူ့ဒီ trader ရဲ့အမြတ်ကိုကျွန်တော်မနက်ခင်းမှကျွန်တော်တို့ထုတ်ပေးခဲ့တယ်။ဒါမှမဟုတ်တတိယထက်ကိုကျွန်တော်ထောင်းလာကျွန်တော်ဘယ်လောက်ထုတ် မရှိဘူးတော့1500ဝင်းကြီးမယ်ကျွန်တော်ဒီ scalping နဲ့ကျွန်တော်1500နဲ့ပတ်သက်ပါကျွန်တော်ထုတ်ပေးခဲ့တယ်။အ trader ဘက်ကကြည့်ရင်တော့ဒါထုတ်ပေးရပဲကြည့်တယ်။ဒါပေမဲ့ကျွန်တော်ဒီ now process run ရရတဲ့ဒီအနေနဲ့ကဒီဘက်မှာစစ်ဆေးရတဲ့ process အများကြီးရှိတယ်။အဲ့တော့တချင်ချင်းမှာကျွန်တော်ဒီထုတ်မပေးနိုင်တာမျိုးတွေ AI တက်နိုင်တာမျိုးရှိနေနေဆိုတော့ကျွန်တော် scalping trade တည်နေကြတာ။အဲ့ဒါချက်ထင်တာအားလုံးကငါတို့ scalping trade တွေအဲ့ဘယ်သူ view ဆက်ရမှာလဲ။ငါတို့မြန်ငါတို့ထုတ်ပေးရမယ်ဆိုတာမှန်တယ်။ဒါပေမဲ့ခုနကပြောလို့အဲ့ရင်ကိုမသိနိုင်တဲ့နောက်ပိုင်းမှာကျွန်တော် EA ဘောတွေနဲ့ run နဲ့ case တွေရှိတယ်ဆိုတော့ဒါကျွန်တော် knowledge နဲ့ပြတော့ကျင်းဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။